ကြီးစစ်မိုးအောင်အောင်ကြီးစိုးနဲ့မျိုးပြလူငယ်တို့၃ယောက်ရဲ့ 3D dimension ဆိုတဲ့ခေါင်းစဉ်နဲ့ပကြီးပြပွဲကိုရောမင်းကြီးလန်းကမဝရေးတာလာပကြီးပြကမ်းမှာမက်စတာ16ရက်ကစတင်ပြီးတပတ်ကြာပြတာနေပါတယ်။တို့ရန်ကုန်တို့အင်ယာအမှုပညာပွဲတော်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ဒီပြပွဲလူငယ်ပကြီးဆရာတွေဘလို့ပုံဖော်ထားသလဲ။ရန်ကုန်ဟာနှစ်အနည်းငယ်တွင်ရင်ကျော်တွေကျလာပြီးအပြောင်းလဲတွေကိုမျိုးပြလန်းတွေကိုကြည်ဒါနဲ့ခံစားလာရတယ်လို့ဘက်စကားတွေနဲ့ရန်ကုန်ကလန်းတွေကိုပုံဖော်ထားတဲ့ အကြီးမျိုးပြလူငယ်ကပြောပါရယ်အပြောင်းလဲမှာကြံခဲ့တဲ့မကြခင်မှာပျောက်သွားနိုင်တဲ့ BM ကားတွေကိုအဓိကရေးဆွဲထားတယ်လို့သူကဆိုပါရယ်ကျွန်တော်ဒီရန်ကုန်မြို့မှာဒီကျွန်တော်ညစီရှိမှာနေမယ်ဒီနှစ်တွေအတွင်းမှာကားအစီရေတွေထွေထွေပူပူပြီးတော့များလာတယ်လို့လည်းကျွန်တော်ခံစားရတယ်ကျွန်တော်အဲ့လိုမျိုးခံစားလို့ဒီကားလေးတွေဆွဲပေးခဲ့တာပါ ဒီကားထဲမှာတော့ကျွန်တော်အဓိကဆွဲတာကျွန်တော်ဒီ BN ကားလေးတွေပေါ့စဉ်းစားမိရင်ဒီကားတွေရတယ်လူကြခင်မှာပျောက်ကွယ်သွားလိမ့်မယ်လို့လည်းကျွန်တော်ခံစားမိတယ်ပေါ့ဒါကခုလက်ရှိရန်ကုန်တန်းမတွေပေါ့မြင်တွေ့ရတဲ့ပုံရိပ်တွေကိုကျွန်တော်စိတ်ကူးနေကျွန်တော်ရေးဆွဲဖြစ်တယ်ပေါ့အဲ့တော့ပါပဲဒီကား20တကားပြသထားတဲ့3 dimension ပြပွဲမှာလူငယ်3ယောက်ရဲ့ရန်ကုန်မြို့ပေါ်ရှုမြင်ပုံတွေကိုတွေ့မြင်ရမှာဖြစ်ပြီးအများမြင်တွေ့နေကြပုံစံနဲ့ကွဲထွက်နေတဲ့ဒီကန်ဗက်ဆာရီပေါ် စက်ကူတွေကပ်ပြီးဆွဲခဲ့ဘူးသလိုမြို့ပြလူငယ်ကဒီဒီချိန်မှာပတိစာတွေကပ်ပြီးဖန်တီးထားပြန်ပါတယ်။ဗကြီးကားမှာရေးထိုးထားတဲ့လက်မှတ်နောက်မှာတက်ကရစ်ရှိနေတဲ့ရန်ကုန်မြို့ဖြစ်ဖို့စူးစမ်းကြည့်တာပါလို့ဆိုလာသူကစစ်မိုးအောင်ပါကျွန်တော်တို့ဒီကားရေနောက်ကလက်မှတ်ထိုးတယ်လေလက်မှတ်ထိုးထားတဲ့နောက်ကခုနှစ်ရဲ့ရန်ကုန်မြို့ဖြစ်တာဖြစ်ချင်တာပါ2015ခု2015ရဲ့ရန်ကုန်ပေါ့ဒီလိုမျိုးဖြစ်အောင်ကြိုးစားထားတာပါရန်ကုန်ဟာရုပ်ပိုင်းဆိုင်ရာအရမြို့တစ်မြို့ဖြစ်ပေမဲ့ မြို့ဟာမြို့မဖြစ်သေးသလိုလူခွင့်ရေးတွေမပြည့်စုံလူမဆန်သေးတဲ့လူသားတွေလည်းရှိနေတာကြောင့်အခုလိုသူ့ရဲ့ပကြီကားတွေကိုရေးဆွဲထားပါတယ်လို့အောင်ကြီးဆိုးကပြောပါတယ်။အနိဋ္ဌာယုံကိုကိုစားပြုပြီးမြစ်ပတ်တဲ့နေရာတွေက များပြားလာတဲ့ကြီးကန်းတွေကိုပကြီကားတွေဖဲ့ဆွဲထားပြီးလွတ်လပ်တယ်လို့ထင်ရပေမဲ့အချင်းကြနေတဲ့မြို့သူမြို့သားတွေကိုလိန်မောရဝတ်ထားတဲ့လူနဲ့မမိတ်ပုံပြထားတာကိုလည်းရှင်းပြပါဗျ။ဒီခန္ဓာကိုယ်ပိုင်ဆိုင်ထားပေမဲ့ လူပြောင်းမဖြစ်သေးဘူး။ဟာလူပြောင်းဖြစ်ဖို့ဆိုရင်လူခွင့်ကြီးတွေပြေဆုံးရမှလူခွင့်ကြီးတွေဆုံးရှုံးနေလူဖျက်ရတာဘယ်တော့မှအတိတ်ကမှမရှိဘူး။ဒီလူတွေထက်ကြီးတဲ့နောက်အခြေခံတွေပါတယ်။အခြေခံတွေပါဆိုအခြေခံဆိုတာအနိဋ္ဌာယုံသဘောဆောင်။အနိဋ္ဌာယုံသဘောဆောင်တော့အခြေခံဆိုတာတကယ်လူသားတဲ့နေရာတွေမှာတော့အခြေခံတွေရှိတယ်။ဟောသူရဲ့တိုင်ရဲ့ကိစ္စညက်ပတ်တဲ့နေရာတွေမှာအဲ့လိုကိစ္စတွေမှာအဲ့လိုနေရာမျိုးတွေမှာအခြေခံတွေရှိတယ်။ဒီမြင်တဲ့ကိုတွေးမိတဲ့ရှူတော်ကနေပြီးတော့ဒီမြေပြာကိုတင်ကြတာ။အင်္ဂလိပ်မှာ လက်တလုံးထိုင်နေရမဲအချင်းကြလို့အဲကြောင့်ဟိုအဝန်းဆောင်တွေထိုက်ပြုတ်ပြရတယ်အဲအဲ့ဒါအဲ့လိုမျိုးပါဒီနေ့ပုံနဲ့ကြာ